to say a mess of my love

ထွက်ပြောင်းနေလိမ့်မယ်။ဟိုမီဘလို့ဖြစ်တာ။ तू ကဖျက်နေတာလားဖျက်ခံရတာလား။စော်ရမလွင်ဘူး။အေးဟုတ်တယ်။အေးဘေးဘေးငါလည်းကုပြောင်းကြလားနော်။မင်းကငါသမီးမျက်နှာကြောင့်တင်းကြီးခံနေရတော့မဟုတ်မင်းကငါလမ်းမေးပြန်ပို့လိုက်ပြီဟေး ဆရာဘာရလောက်စဉ်းစားနေရလဲတခုတ်ခုတ်များထူးခြားရှိပြီပါဆရာတော့ဘုံထဲမှာထူးခြားတာမရှိဘူးဒါမဲ့ဒီဖြစ်စဉ်ကိုဆက်ဆက်ပြီးတွေးလိုက်မယ်ဆိုရင် လူသက်သမားနဲ့ဗရမီနဲ့ကပတ်သက်မှုရှိနေတယ်ထင်တယ်ဒါဆိုရင်ဗရမီကဒေရီကိုမကြည့်နဲ့လို့ဒုက္ခပေးနေတာမျိုးလားဆရာအဲ့လိုပဲယူဆတာပဲဘာလို့လဲဆိုတော့ ဒယ်ရီကဗရမီကိုအချက်ရအောင်လုပ်ထားတာဆိုတော့လူသက်သမားကဒယ်ရီကိုအနေရပေးရဖြစ်နေတယ်။ဒါဆိုလို့ရှိရင်ဗရမီကြောင့်ဒယ်ရီဒုက္ခပေးရမှာလားဆရာ။အဲ့လိုပဲယူဆ။အော်ဗရမီနဲ့ပတ်သက်နေတဲ့လူတွေကိုတရားစောင့်ကြည့်ထားပြီးတော့စစ်ဆေးဖို့လိုရင်စစ်ဆေးလိုက်။ဟုတ်ပြီးတော့ဒယ်ရီချင်းနေခုထိတော့ဘာမှမထူးခြားလေးပါဘူးဆရာ။ထူးခြားတာနဲ့ချက်ချင်းသတင်းပို့ပေးဖို့ကျွန်တော်ပြောထားပါတယ်ဆရာ။ တကယ်လို့ဆေးဥမှာလွန်ရလို့ရဆိုလို့ရှင်လဲထပ်ပြေးထားလိုက်ပြီလူသက်သမားကလွတ်နေသေးတာဆိုတော့အနေရရှိနိုင်တယ်။အော်ဆရာအခု Brandy နဲ့ဆက်ဆက်နေရတာ Tiki Critic ကတကုံလို့ပါဆရာ။အဲ့တော့ကျွန်တော် Tiki ကိုသွားမယ်။အခုတော့အခဏလေးပါကျွန်တော်မေးစရာလေးရှိလို့ ။အဲကျွန်တော်လောက်ကိစ္စနဲ့ပြင်သွားကြလေရှိလို့ပါ။ဟိုကျွန်တော်မေးရဲ့မေးခွန်းလေးဖြေပြင်သွားလို့ရပါတယ်။ကျွန်တော်ပါမေးပါတယ်။ကျွန်တော်ဘာဖြေပြရမလဲ။ကိုမြန်လေးမေးပါ။ဘရမီအကြောင်းပါ။သူ့အကြောင်းသိချင်လား။ဘရမီကကျွန်တော်ကိုမြန်လက်တွဲထားတဲ့အမှုပညာတက်တက်ပါ။ဘရမီလိုမျိုးနာမည်ပြရှိတဲ့သူတယောက်ကိုဘာလို့လုံးမထုတ်တာ ပြီးတော့ကိုတကုံးလိုစီးပွားရေးသမားတယောက်က image မကောင်းတော့တဲ့လူညာလာမှာတယောက်ကိုလိုလာတဲ့ပို့ပြီးတော့နားလေပေးနေသလားလို့ပရမီကိုမဖြုတ်တာတကုံးမဟုတ်ပါဘူးဗျโอเคပရမီနဲ့အလုပ်ဆက်လုပ်ဖို့ သူ့ကိုဆောင်ပြီးတော့ရိုက်ကူးရေးလေးဆက်လုပ်ဖို့ဆုံးဖြတ်တာကျွန်တော်ပါမလူမြညာရှင်တယောက်ကိုမနစ်နာစေခြင်းနဲ့စိတ်နဲ့ပါကျွန်တော်တို့ဘက်ကပါမသွားလို့လည်းကနာမမပါလွန်ခဲ့တဲ့9နှစ်ကအမှုကသူနဲ့ပတ်သက်နေတဲ့ ပုံနေတိုင်းမှာလည်းသူပါနေအခုလက်ရှိဖြစ်နေတဲ့အမှုကလည်းလွန်ခဲ့တဲ့9နှစ်ကအမှုနဲ့ပုံစံတူနေဆိုတော့သူကအားလုံးရဲ့ဆုံးချက်ဖြစ်နေတယ်ဒါအပြင်တည်ဆုံးသွားတဲ့ဦးထွန်းခိုင်ရဲရင်သူတို့နှစ်ယောက်လုံးကသူ့မိမကိုထိပါနှောက်ယှက်မှုနဲ့ရဲစခန်းကိုတိုက်ဆာရောက်ပွေးသူတွေပဲအခုနောက်ဆုံးဖြစ်တာရဲ့ Terry သူဆိုလို့ရှိရင်လေမင်းကလေးတယောက်ရဲ့အိမ်လေးတိုက်ခါကိုထိပါနှောက်ယှက်မှုနဲ့ခံဝင်ထိုးဝဲသူတွေပဲဆရာ ဒါဆိုရင်တည်ဆုံးနေတဲ့လူတွေအားလုံးကဟိန်းသံတူနဲ့ပတ်သက်နေတာပေါ့ခွင်းဆက်ဖိုင်ကိုစစ်ဆေးကြည့်ရတဲ့တော့တန်ညာဖြစ်เสียကောင်းကောင်းတူပဲဆရာတန်ညာရှိတဲ့လူကအရန်ပါနဲ့လုံးတော့ဒီအမှုကိုငါကိုယ်ရံကံကြံမှဖြစ်နေတယ် သူ့ကိုအတွင်ပြီးတော့မျက်ခြေမပြတ်စောင့်ကြည့်ထားပေးပါအခုချိန်မှာ तू ကတန်လျာဖြစ်เสียအကောင်းဆုံးနဲ့အန်နေရဲ့အရှိဆုံး तू ဖြစ်နေရအဲ့တော့သူ့ကိုတရားစောင့်ကြည့်ထားဖို့လိုရကဒီထဲမှာ तू နဲ့ပတ်သက်တဲ့ချက်လက်တွေပါတယ်ဟုတ်ကဲ့ပါဆရာလောလောဆယ်မှာ तू ကတန်လျာတရားခံဆိုတော့ကျွန်တော်တို့ရိပ်မိသွားလို့တော့မဖြစ်ဘူးအတွင်ယူပြီးစုံစမ်းနေတဲ့ချိန်မှာတရားသိထားပြီးတော့လုဆောင်ပါဟုတ်ကဲ့ပါဆရာကျွန်တော်တော့ကြိမ်ပြပါဦးဆရာဟုတ်ကဲ့လေးစားပါတယ် ခုချိန်မှာကျွန်တော်အားလုံးမုန်းသီးဆဲဆုနေပါတယ်။ဒါပေမဲ့ကျွန်တော်အမှန်တရားတစ်ခုကိုပြပြခွင့်ပြုပါ။ကျွန်တော်မကောင်းခဲ့တာပါဗျာ။ကျွန်တော်သူ့ကိုချစ်တဲ့စိတ်တစ်ခုရနဲ့အားလုံးမမြင်ကွယ်သလိုနေပေးခဲ့မိရပါ။ကျွန်တော်မှမဟုတ်ဘူးဗျာ။သူစီမှာတခြားသူရှိနေအောင်မှကျွန်တော်မြင်ချင်အောင်စုံပေးခဲ့မိတာပါ။ ဒါဆိုမင်းသမီးပရိမာအခုပြင်နောက်လူရှိသေးရဲ့လို့ဆိုလို့ကျင်တာလားကျွန်တော်မပြောချင်ဘူးဗျာဖရန်နီရဲ့ကိုချင်းတရားကိုထိခိုက်အောင်ကျွန်တော်မပြောနိုင်အားလုံးထင်တဲ့ဘရန်နီဆိုတဲ့မိန်းကလေးကဖြူစင်ယူသားကြရလို့ထင်ချက်မှာပါဒါပေမဲ့ဗျာဒါပဲပါလဲရှင်ခုချိန်ပါပရိသတ်တွေကတကြည်တရားလေးကိုဆက်လက်ပြောပြပေးပါဦးရှင်ကျွန်တော်သူနဲ့တွေ့တဲ့ချိန်လုံးမှာကျွန်တော်အမြူတိတ်ခဲ့ရပါဗျာ ကျွန်တော်သူ့ကိုချစ်လုံးလို့ခုလိုဖြစ်ခဲ့ရတာပါအဲ့ဒီဗီဒီယိုကလေးကသူကိုယ်တိုင်ရိုက်ချင်လို့ဆိုပြီးတော့သူကိုယ်တိုင်ပဲဝက်ကောနေခဲ့ရပါကျွန်တော်မကောင်းတာပါဗျာကျွန်တော်မကောင်းတာပါကျွန်တော်တားခဲ့တင်တာပါကျွန်တော်သူ့ကိုချစ်လို့ဖြစ်ခဲ့ရပါဗျာ ဒါဆိုဗရမီကအများထင်သောမင်္ဂလိမဟုတ်ပဲလင်ကိစ္စအမဝတ်တက်တာတမင်ကတယောက်လို့ဆိုလိုချင်တာလားလည်းဘုဒ္ဓဘုရားမယုံခဲ့တာပါဗျာဒါပေမဲ့သူ့ဘက်ကဆွဲဆောင်မှုဖြစ်ခဲ့ရပါအဲ့ဆိုရှင်ဗရဘီကခမွေခရှုပ်ဝေးကလေးတယောက်ပေါ့ကျွန်တော်အလိုမပြောချင်ပါဘူးဗျာဒါပေမဲ့ကျွန်တော်နဲ့တွေ့နေတဲ့ကာလမှာ သူရဲ့ရည်စားဟောင်းကကျွန်တော်ချင်းချောက်စာပို့ခဲ့ဘူးတယ်။ကျွန်တော်လှုပ်ကြံတဲ့သူကလည်းသူရဲ့ရည်စားဟောင်းတွေကဖြစ်မှာပေါ့ဗျာ။ခုဖြစ်နေတဲ့တဲ့င်းနဲ့ပတ်သက်ပြီးပြောပြပါအောင်ရှင်။ဘရန်နီကတော့သူ့ပြိသက်တွေကိုဘယ်လိုဖြစ်ရှင်းနေမှာလဲ။ကေဘရန်မီယာဆွေးဆောင်နေရလားရှင်။ဒါတွေကိုတတ်တာတကယ်ပဲကြီးသားအောင်လား။ဘရန်မီယာအင်တာဗျူးဖြစ်ပေးနေမှာလားရှင်။ ဖက်ဒရယ်ဘရနီရဲ့အခြေအနေကစိတ်ပိုင်းဆိုင်ရာထိခိုက်ညစ်နာထားရရှိရတဲ့အတွက်ပေါ့နော်အားယူဖို့လိုအပ်နေပါသေးရဲ့တိတ်မကြခင်အချိန်တွေမှာအားလုံးတိတိတိထိုက်တဲ့သတင်းတွေအားလုံးကိုပြပြပေးသွားမှာပါနော်ဂျေဆုတင်ပါတယ်ဂျေဆုပါသူဘာသာဆွဲဆောင်လို့ဖြစ်ခဲ့ရပါ။ တရင်တလာတွေ့လို့ဗန်နီရှင်နေပြီလို့တရင်တော့တွေ့သွားပြီဆရာတတော်စိတ်မကောင်းဖြစ်နေတယ်ရေသူ့အသေးချာစောင့်ကြည့်ထားလိုက်အောင်တော်ကြသူ့ကိုယ်သူနာကြအောင်တကူထက်လုပ်နေမှာဆိုလို့ဟုတ်ကဲ့ပါကျွန်တော်အသေးချာစောင့်ကြည့်ထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုတကူထူတာရှိလို့ရှင်ငါ့ကိုချက်ချင်းဆက်သွားလိုက်ဟုတ်ကဲ့ပါဆရာဟယ်လိုဆရာ အခုဟောပါလေတရင်ကိုပါကျွန်တော်သူ့ရင်ရှိမှကြောက်နေဆရာရှင်နေပါလို့လေမနေ့ကင်းရတော့သူကုံမီကိုသွားတယ်ဆရာနေခင်းပိုင်းမှာသူပြန်ရောက်လာဆရာခုချိန်ထိတော့အပြိုပြန်ထွက်သွားတာမတွေ့သေးဘူးဆရာအေးဟုတ်ပြောပြီဆက်လို့ဆောင်ကြည့်ထားပြီပါကျွန်တော်စောင့်ကြည့်နေလို့မယ်ဆရာဟုတ်ကဲ့ပါဆရာ 怎样能飞了？这种我不配了。怎样让我能够靠？能怎样做什么呀？三生三世在，你去哪？地也呀。家也一样，牛仔，你去哪？ shani ze na chila mane le na me se lo taina me se ne ta shu lo ka 真爱也难，没心里。